တနေ့တာကိုပုံမှန်လဲပတ်နေရင်ကိုနဲ့တခါမှမဆုံဘူးမတိကျွမ်းဘူးရဲ့တဆိုင်တယောက်ကိုတွေ့ပြီသူနဲ့အရင်ကတည်းကယဉ်နီးနေခဲ့တဲ့ခံစားချက်မျိုးဖြစ်ဘူးလားအထီးတွေတခုခန်းစားချက်လေးတခုကနေတစဲ့ စိတ်ဝိညာဉ်အချင်းချင်းရင်းနှီးဆက်နွယ်မှုခံစားရသလိုမျိုးလေဟုတ်တယ်ကျမဆိုလိုချင်တာဒီခံစားချက်မျိုးပဲ ုခံစားချက်တွေဟာအတိတ်ပဲဖွင့်ပြဖို့ခက်တယ်။စကလုံးအနေနဲ့လည်းဖော်ပြဖို့ခက်တယ်။ရှုပ်တရကြုံလို့ရတဲ့အခါအဲ့ဒီခံစားချက်ကိုဖန်ဆုပ်ဖို့ကျွန်မအဆင်သင့်မဖြစ်သေးဘူးထင်တယ်။ ါမှမဟုတ်ကြောက်နေရလဲဖြစ်ရင်ဖြစ်မယ်ကျမဘာစားလို့တင်လဲ ့ရဲ့တရေဘောကြောင့်လည်းဦးကြောင်ကြောင်လောရတခုဟာကိုကံကြမှာပြောင်းလဲသွားစေနိုင်လားအဲ့လိုမဖြစ်ပါစေနဲ့လို့ပဲဆုတောင်းရတော့မှာပဲကျမတယောက်တည်းရပဲ ဒီခန်းစားချက်ကိုမျှော်လင့်ယုံကြည်မိနေရလားတခါတလေမှာကျမတို့ကတခုခုမျက်လုံးမိတ်ပြီးစိုးရုံပြစ်လိုက်ကြဖို့လိုတယ်မျက်လုံးမိတ်ပြီးဟောမြင့်ရနေခုန်ချလိုက်တလို့မျိုးပေါ့ဘာဆက်ဖြစ်မှန်းမမသိပေမဲ့အကောင်းဆုံးကိုမျှော်လင့်ပြီးကန်ကျမကိုခြေဆောင်ပြစ်ယုံလိုက်တာမျိုး It's not just about clothes, it's also about feelings. Wear your feelings, wear your confidence, and create memorable moments. Renee Matias.